ပေးအားလုံးပဲမင်္ဂလာပါခင်ဗျာအဲကျွန်တော်ဒီနေ့သင်ခန်းစာလေးပါဟုတ်ပြီးခဲ့တဲ့အပတ်တုန်းကကျွန်တော်ဒီ second round ထိပေါ့နော်ကျွန်တော်ရေးပြခဲ့တယ်ဆိုတော့ကျွန်တော်ဒီနေ့မှာတော့နော်ကျွန်တော်ဒီ cut ပေါ့နော်ဒီ၃ပါးနဲ့ပတ်သက်တဲ့နော်ဒီ condition တွေအကုန်လုံးကျွန်တော်ရေးသွားမယ်ဟုတ်ပြီနော်အဲ့တော့၃ပါးနဲ့ပတ်သက်ကျွန်တော်က app တွေ down တွေရှိမယ်ပေါ့နော်ဆိုတော့ဒါတွေအကုန်လုံးကိုကျွန်တော်ဒီမှာ အဲရေးပြတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အရင်ဆုံးပေါ့နော်ဒီကစားလေးအချက်ချလိုက်ပေါ့နော်အဲ့တော့ကျွန်တော် app ဆိုတော့ဖြစ်တဲ့အတွက်ကျွန်တော်ဒီ app ရဲ့ globe လေးပေါ့နော်ကျွန်တော်ဒါလေးတစ်ချက်ခေါ်မယ်ဟုတ်ပြီနော်ပြီးတော့ကျွန်တော်ကဘာလုပ်မလဲဆိုတော့သူ့ကိုဒီ rest တစ်ခုလုပ်အောင်ပြင်မယ်ပေါ့နော်ဘာပေးမလဲဆိုတော့ကျွန်တော်တို့ start app ပေါ့နော်ကျွန်တော်ဒါလေးတစ်ချက်နံပါတ်ပေးဟုတ်ပြီနော် အဲ့တော့ကျွန်တော်အခုကြီးမှာကအားဟုတ်ပြီနော်အဲ့တော့ခုံးတဲ့တိုင်းပဲကျွန်တော်တို့အားပို့ထုတ်ပါမယ်နော်ဆိုတော့ကျွန်တော်ကဒီမှာ internal register တစ်ခုအသေးတစ်ခုထပ်တော့ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့က၃ဟောင်းရလာပြီ3ပါနော် internal register တစ်ခုထပ်တော့ပဲ ဒီတော့ရင်အခုနောက်တော့ကျွန်တော်ရေးခဲ့တဲ့ဒီ internal register ကိုပြန်ပြီးတော့ less ပြန်တော့ဟုတ်နော် okay ဒီတော့ကျွန်တော်တို့ဒီမှာ feedback ကတော့ဒါလေးကျွန်တော်ဖြည့်ပြီးဟုတ်နော်ဒါလေးကကျွန်တော်သုံးစားတိုင်းပဲကျွန်တော်နော်အဲထည့်သွားတာဖြစ်ပါတယ်နော်ကျွန်တော်ဒါထည့်ဒီကြတိုင်းပဲကျွန်တော်ပါတော့သူရဲ့ online နဲ့မှာဒါတွေအားလုံးကအမှတ်တမ်းရှိကြပါဘီနော်

ဒီ app condition မှာကျွန်တော်တို့က indicator နှစ်ခုပေါ့နော်ဒီမှာရှိတဲ့ indicator နှစ်ခုကို plug လုပ်ပြန်ပေါ့နော်ဒါဆိုကျွန်တော်ဒီမှာ close နှစ်ခုကျွန်တော်ထည့်လိုက်မယ်အဲ့တော့ဘာတွေဘာတွေဖြစ်မလဲဆိုတော့ကျွန်တော်တို့ကဒီမှာဟုတ်ပြီနော်ကျွန်တော်တို့ဒီ tab ခေါ်တဲ့အမှတ်ဒီအခြေအနေရှိမနေအောင်ပြီနော်တော်ရီတော့ကောင်းပဲ ျွန်တော်တို့ဒီအခြေအနေရှိမှုနေရဟုတ်ပြီနော်ဒါပဲတတ်တတ်ကိုသွားလို့ရဟုတ်ပြီနော်တတ်တတ်ကိုသွားလို့ရမှာဒါကျွန်တော်တရားတွေကိုအဲ normally close နေနဲ့ဒီအခြေမှာလာပိတ်ထားမှာဟုတ်နော်အဲ့ဒီချက်ကလေးပေါ့နော်ဒါလေးကျွန်တော်ချက်ရိထားဖို့လိုပါတယ်ပြီးသွားရင်ကျွန်တော်တို့ကနော် indicator ထက်ထက်ဟုတ်ပြီနော် indicator ထက်ထက်ဆိုတော့ကျွန်တော်ဒီမှာပါထည့်မလဲဆိုတော့ အဲဒီကောင်အလုပ်လုပ်ခဲ့ရင်ဟုတ်ပြီနော်ကျွန်တော်က output တကူထပ်ထုတ်ဆိုတော့ကျွန်တော်ထုတ်မဲ့ output ကဒီမှာနော်ဒီ app ရဲ့နော်ကျွန်တော်ဒီမှာ start app ရဲ့ output ဟုတ်ပြီနော်အဲ့တော့ start app ရဲ့ output ကတော့ဒါလေးနော်8 8ဟုတ်ပြီနော်နောက်တော့မှ8ပြည်လာ đó cho vật pháp kia mê call tervi à cho đi mà app à mình nói mà app nè cho mà sa ở đợt tao nè tiền nó app nè tiền này không biết nó ok sau đó vào về biết nó không cho nó gì biết lại đã đi ta đã đủ đó gì biết lại sau đó nó ta down sẽ biết gì rồi thôi cái này nó ta down cho nó gì vào mấy အဲ့တော့တက်တောင်းမှလည်းကျွန်တော်တို့ကဒီမှာတောင်းဆိုတဲ့ဒီတက် flow ကဒီတောင်း input flow ကိုကျွန်တော်တို့ကအဲမဖြစ်မနေသုံးဖို့ကြိုးနေဟုတ်ပြီနော်ပြီးတော့ရင်ကျွန်တော်တို့နော် run သုံးဖို့နော်မှာထည့်ဟုတ်ပြီနော်ပြီးတော့မှကျွန်တော်တို့ကဒီမှာ internet register ဟုတ်ပြီနော် အဲ့တော့အခုကျွန်တော်သုံးလိုက်တဲ့ internet register ကတော့နောက်ထပ် internet register တစ်ခုပေါ့နော်အဲ့တော့ဒါလေးပေါ့နော်ဖေးဟုတ်ပြီနော်ဆိုတော့ internet register သုံးပြီးနောက်မှာကျွန်တော်ဟာမလုပ်မလဲဆိုလို့ရှိရင် okay နော်နောက်တစ်ခါကျွန်တော်မှာ lash candle. Have you not? Hello, what's the noise here? Down. Have you not? Hello, down up at the day. Not the internal memory go. So, uh, not the mapian video less candle. You know? So the last thing I did, one of the last days, you know, three tabo to body. And now the cook got channel to know about the man. I'm not the keeper. နော်အကီးဘတ်ကိုလည်းကျွန်တော်တို့ဒီမှာထည့်ပေးဖို့လို့ဒီတော့ဒါကြောင့်ကျွန်တော်ဒီမှာကီးဘတ်ထည့်မယ်အဲဒါတော့တတ်ကြည့်ကီးဘတ်ပေါ့နော်တတ်ကြည့်ကီးဘတ်ဟုတ်ပြီနော်ဆိုတော့ဒါတွေလိုအပ်တယ်ဟုတ်ပြီနော်ဒါတွေကျွန်တော်တို့ပြည့်စုံလို့ဒါဆိုရင်ကျွန်တော်နောက်ဆုံးကျန်တာဒါပဲရှိတော့ဟုတ်ပြီနော်โอเคအဲ့တော့ဒါကဘာတွေဖြစ်မလဲဆိုရင်နော်ကျွန်တော်တို့ကဒီတတ်တောင်းကိုဆင်းလာတဲ့အချိန်မှာနော်ကျွန်တော်တို့ indicator ၃ခုလင်းမနေအောင်ဟုတ်ပြီနော် indicator ၃ခုလင်းလို့မရဘူးအဲ့တော့ဘာတွေဘာတွေဖြစ်မလဲဆိုရင်ကျွန်တော်တို့နော်တရားနေစာပဲပေါ့နော်တိုင်းနော်တိုင်းနော်ခေတ်တိုင်းဟုတ်ပြီနော်ဒါဆိုကျွန်တော်တို့ကဒီ internet address တွေကိုနောက်ကြောင့်ဒီဒီဟာတွေကိုတော့ထည့်လို့ပေါ့နော်နော်အဲ့တော့ကျွန်တော်ဒီမှာဒီ 1 3 8 6 6 1 4ဟုတ်ကဲ့နော်1 4နောက်တစ်ခါကျတော့ဒီမှာဟုတ်ဒီမှာ1 2ဟုတ်ကဲ့နော် okay အဲ့ဒါလေးတွေနော်ဒါလေးတွေ on လို့မရဘူးဗောနော် okay အဲ့တော့ကျွန်တော်ဒီနေ့မှာကြည့်ပြလိုက်တာတော့ဒီတတိယအဆင့်နဲ့ပတ်သက်တဲ့ เนาะကျွန်တော် up down ရဲ့ဒီမှာရှိတယ်เนาะဒီ one button key ရဲ့เนาะအဲအဲ့ဒါလေးကိုကျွန်တော်ရဲ့ program ထဲမှာထည့်ပြီးတော့အဲ assign လုပ်သွားတဲ့ဟာလေးပေါ့เนาะဆိုတော့ဒီမှာကကျွန်တော်ဒီဟာကိုပေါ့เนาะဒီ third year down ကိုကျွန်တော်စပြီးတော့เนาะဟုတ်နော်ကျွန်တော်လေးရှင်းလိုက်ဟုတ်ပြီနော်ဟေ့နော် ဲ့တော့အဲ့နေရာမှာကျွန်တော်ကဘာတွေထက်ထဲဖို့လိုသေးလဲဆိုတော့အေးလိုတယ်နော်ဘာတွေထက်ထဲဖို့လိုလဲဆိုတော့ကျွန်တော်ဒီခလုတ် online တယ်ဆိုတဲ့အားလေးထည့်ဖို့ဟုတ်ပြီနော်အဲဒါမှပဲကျွန်တော်ကဒီ app တန်ပေါ့နော်ဒီ lamp ကကျွန်တော်ဝေးလက်မှာဟုတ်ပြီနော်ဒီ lamp လေးပေါ့နော် ဟောပြီနော်ဒီမှာဒီ lamp လေးနော်ဒါလေးဟောပြီနော်ဆိုတော့အဲဒီ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  condition လေးပေါ့နော်ဒါလေးရေးကြည့်ဟောပြီနော်ဆိုတော့ဒါကကျွန်တော်ဘာမှပဲသုံးတာလဲဆိုတော့ app မှာပဲသုံးဟောပြီနော်အဲ့တော့ကျွန်တော်ဒီမှာတော့ကလည်းဒီလိုပဲကျွန်တော် app မှာဒါကိုကျွန်တော်ထည့်ထားဟောပြီနော်ဒီ condition နဲ့အတရားလာတဲ့ condition နဲ့ပြန်ထည့်ထားဒါကျွန်တော် app နဲ့ဒီ down မှာကျွန်တော် down ရေးပြီးတော့မှပဲဒါအပြင်ထည့်သွင်းလို့ရတာဖြစ်ပါတယ်။ဒီနော်။ Okay ဒါဆိုလို့ရှိရင် এই যে এই ভিডিওগুলো দিলাম ভাবে আলো বুঝ তুমি যদি বেশি বারে কামিয়া